မင်္ဂလာပါ DB ဖက်ချက်ရဲ့ပေါ့ကတ်အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ဒီတစ်ပတ်ပြောပြပေးသွားမှာတွေကတော့ AA စစ်တင်နှန်းချောင်းတက်ခိုင်းဖို့ CDF တိုင်းကချင်းလူမျိုးတွေကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းအမှားလက်ပံတိုရေနံမော်ကို ခိုးတုနေတဲ့စစ်သွေးကြွတွေလေကြောင်းကရှင်းလင်းလိုက်တယ်ဆိုတဲ့သတင်းအမှားနဲ့ PDF နဲ့ထောက်ပို့လုပ်လို့ထိုင်းအွန်လိုင်းရှော့ပင်းတွေအပိတ်ခံရတယ်ဆိုတဲ့သတင်းအမှားတွေကိုစစ်ဆေးတင်ဆက်ပေးသွားမှာပါ အေးအေးအမကန်တွေနဲ့စုဖွဲ့ထားတဲ့ဓမြအဖွဲ့ကိုမူရင်ဆေးပြား9000ကျော်နဲ့အတူတနက် rap ပူပေါင်းအဖွဲ့ကဖန်ဆီးလိုက်တယ်ဆိုပြီးဖြန့်ဝင်နေပေမဲ့တကယ်လက်တွေ့မှာတော့မူရင်ဆေးဝါမှောင်ခိုကူးသူ6ဦးနဲ့အတူယာဘ9000ကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်နဲ့ rap တို့ပူပေါင်းစစ်စင်ရေးလှုပ်ဆောင်ချိန်မှာဖန်ဆီးရမိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။သတင်းဖော်ပြချက်ထဲမှာဖန်ဆီးရမိသူတွေကို နမည်နဲ့တကွဖော်ပြထားတာဖြစ်ပြီးဖန်ဆီးခံရသူတွေက UK ရာရိုဟင်ဂျာစခန်းကအဖွဲ့ဝင်တွေလို့သတင်းမှာဖော်ပြထားပါတယ်။သတင်းရဲ့ဘယ်နေရာမှာမှဖန်ဆီးခံရသူတွေဟာရခိုင်တပ်တော် AA နဲ့ဆက်ဆက်တယ်လို့ဖော်ပြထားတာမျိုးမရှိပါဘူး။ဒါကြောင့်ဝီစေဝါတွေနဲ့အတူဖန်ဆီးခံရသူတွေဟာ AA အမာခံနဲ့စုဖွဲ့ထားတဲ့ဓမြအဖွဲ့ဆိုတာဟာလိုရာဆွဲရေးသားဖန်တီးပြုပြင်ထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာရှိတဲ့ လက်ပံတိုးရင်းနဲ့မော်ကိုခိုးတူးနေတဲ့စစ်သွေးကြွတွေကိုလေကြောင်းကနေရှင်းလင်းလိုက်တယ်ဆိုပြီးဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့လက်ပံတိုးရင်းနဲ့မော်အနီးကကြေးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲခဲ့လို့ပြည်သူ၁၂ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။သေဆုံးသူတွေထဲမှာကိုဝင်ဆောင်အမျိုးသမီးတွေပါပါဝင်ခဲ့ပြီးသတင်းဖော်ပြချက်ထဲမှာသေဆုံးပြည်သူတွေနေထိုင်ရာရွာနံပါတ်တွေနဲ့သေဆုံးသူဦးရေအတိအကျပါပါဝင်တဲ့အပြင် ဒေသခံတွေရဲ့ပြောဆိုချက်တွေကိုပါဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်လက်ပံတိုးရေနံမှော်ကိုခိုးတူးနေတဲ့စစ်သွေးကြွတွေလေကြောင်းကရှင်းလင်းလိုက်တယ်ဆိုပြီးဖြန့်ဝေနေပေမဲ့အမှန်တကယ်တေဆုံးခံရသူတွေဟာပြည်သူတွေဖြစ်နေတယ်ဆိုတာထင်ရှားပါတယ်။ထိုင်းကိုလည်းအခွန်မဆောင်မြန်မာကိုလည်းအခွန်ရှောင်ပြီးအမျက်ကို PDF ထောက်ဖို့လုပ်နေလို့ထိုင်းက online shopping တွေအပိတ်ခံရတာထိုင်းနဲ့ဇက်ကတော်လှန်ရေးတော့မကြခင်ခြုံငိမ့်တော့မယ်ဆိုပြီးဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့ ိုင်းဥပဒေအရတားမြစ်ထားတဲ့အလုပ်လုပ်ကင်တယ်လို့တရားမဝင်ပစ္စည်းတွေရောင်းချနေလို့တင်းဆဲပိတ်သိမ်းခဲ့ရတာလို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါဗျ။ဒီဖြစ်စဉ်ဟာမတ်လ3ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးထိုင်းအာဏာပိုင်တွေကတားမြစ်ထားတဲ့အလုပ်ကိုလုပ်ကင်တဲ့ထိုင်းတောင်ပိုင်းကအွန်လိုင်းရှော့ပင်းတစ်ခုကိုဝင်ရောက်စီးနှင်ပြီးပစ္စည်းတွေကိုတင်းဆဲခဲ့လို့ဖော်ပြထားပေမဲ့ PDF တွေနဲ့ဆက်ဆက်တာလို့ဖော်ပြထားတာမျိုးမရှိပါဘူး။ ဒါအပြင်စီးနှင်းခံရတဲ့ဂိုဒေါင်ပိုင်ရှင်ဟာလည်းထိုင်းလူမျိုးနဲ့လက်ထပ်ထားသူတူဖြစ်ပြီးတော်လှန်ရေးနဲ့ဆက်ဆက်နေတာမျိုးထိုင်းသတင်းဌာနနဲ့ TVB မှာဖော်ပြထားတာမရှိပါဘူးမြန်မာနိုင်ငံသားတွေလုတ်ကင်ခွင့်မရှိတဲ့ထိုင်းဥပဒေကိုကြော်လွန်ပြီးလုပ်ငန်းလုတ်ကင်နေတာမို့စီးနှင်းခံရတာဖြစ်ပြီးထောက်ပို့လုပ်လို့ဖမ်းဆီးခံရတယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှခွဲခြားနိုင်စေဖို့တက်ဆက်ပေးနေတာပါ online ပေါ်ကသတင်းတွေကိုတွေ့တိုင်း ချက်ချင်းလက်ခံလိုက်တာမျိုးမလုပ်ဘဲမိမိတို့ကိုယ်တိုင်ဖက်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်